ဒီကနေ့ကျွန်တော်ညနေစာသွားစားခဲ့တဲ့ဆိုင်လေးကတော့ချင်းမိုင်မြို့လေကောင်မှာရှိတဲ့ Huan Fan လို့ခေါ်တဲ့စားတောက်ဆိုင်လေးကိုသွားစားခဲ့တာပါ။ဒီဆိုင်လေးကတော့ထူးခြားတယ်ဗျ။ဒီဆိုင်လေးမှာဆိုရင်မြန်မာမှုလက်ရာတွေကိုလွှမ်းနေတဲ့သူတွေရှိရင်ဒီဆိုင်လေးကိုထမင်းလာစားဖို့ပြောချင်ပါတယ်။နန်းဆန်စွာခင်းကျင်းထားတဲ့နေရာမှာမြမယူရဆောင်တူရိယာအတန်လေးနဲ့ထမင်းစားရတဲ့အရာတာကဘာနဲ့တူတယ်လဲဆိုရင်ပကံခင်းမှာ ထမင်းစားနေရတယ်လို့ အင်းဝါခေကိုရောက်သွားတယ်လို့လို့ပါပဲ။ဆိုင်းရှင်ကလည်းမြန်မာနိုင်ငံကရှမ်းလူမျိုးဖြစ်မယ်ထင်တယ်ဗျ။မြန်မာမှုလက်ရာတွေကိုကြိုက်နှစ်သက်ပြီးတော့မြန်မာနိုင်ငံကနယုတ်အပေါင်းကိုလည်းတနေရာတည်းမှာမြင်တွေ့ရမှာလေရှမ်းတိုင်းဒေသအငွေသက်တွေကိုလည်းမြင်တွေ့ရတယ်ဗျထမင်းစားသွားရင်မြမယဉ်ကျေးမှုလက်မှုပညာတွေကိုပါပြာခံနေမှာတွားရောက်ကြည့်ရှုလိုက်ရတယ်လို့ပါပဲအစားစာတွေအားလုံးကလည်းမြမအရာသာဟင်းတွေရနိုင်တယ်လို့ထိုင်းမြောက်ပိုင်းအစားစာတွေတော်တော်များများရလို့ကိုရီပါဇက်နဲ့ကအဆက်ဟက်တဲ့တယ်လို့ပြောလို့ရပါတယ်မြောက်ပိုင်းလာရင် မြောက်ပိုင်းအစားအစာကောင်းကောင်းသွားစားကျင်တဲ့သူတွေရှိရင်တော့ဒီဇိုင်းလေးကကွက်တီပါပဲအဓိကကသူကကျန်းမာရေးနဲ့ညီညွတ်စွာချက်ပြုတ်ရောင်းချတဲ့အဆင့်မီတဲ့ရှေးဆန်တဲ့ဇိုင်းလေးပေါ့ဒါပေမဲ့သီးသန့်ဆန်ပြီးတော့စားတောက်ဆိုင်ကြီးဆိုပြီးတော့ ဈေးကြီးမယ်လို့တော့မထင်နဲ့နော်။ချင်းမိုင်းဆိုတော့ဘန်ကောက်ကလာတဲ့သူတွေအဖို့တော့ပင်နားမှာစားစားဈေးအရန်တက်တာတဲ့အထင်းမှာပါတဲ့အတွက်ကြောင့်အရန်ကိုကြည်နေရတယ်ဗျ။ဒါကြောင့်ချင်းမိုင်းရောက်ရင်ဟူအန်ဖန်ဆိုင်လေးကိုထမင်းစားရင်းနဲ့သွားလေခဲ့ဖို့မမေ့နဲ့နော်။အော်တခုတော့ရှိရဲ့နော်။အဲ့ဒီဆိုင်လေးမှာထမင်းစားရင်နေရုပ်တွေနဲ့အတူတူထမင်းစားရမှာနော်။